မြတ်စွာဘုရားဟောတဲ့ကိုချင်းစာတရားကိုချင်းစာတရားဆိုတာဘုရားဟောတာနော်အတုပနာယိကမြတ်စွာဘုရားသုံးတဲ့စကားအတုပနာယိကအတ္တဥပါဒယိကအရာရာကိုနဲ့နိုင်ကိုကိုချင်းစာတရားစားစားသူ့ဘက်ကလည်းခံစားကြည့်ကိုဘက်ကလည်းခံစားကြည့်အဲ့ဒီလိုခံစားကြည့်ပြီးတော့ဒုက္ခဆောင်ရမယ်ဆိုတော့မြတ်စွာဘုရားဟောထားတာလေအေး ငါ့ကိုလိန်ခါရမယ်ဆိုရင်ငါမကြိုက်ဘူးအဲ့တော့ငါလည်းသူ့ကိုမလိန်နဲ့ဟောဒီသဘောမျိုးစဉ်းစားခိုင်းတာဆက်ဆိုအဲ့ဒီလိုစဉ်းစားအဲ့ဒီလိုဘုရားဝါဒတွေပြီးပြီးမြတ်စွာဘုရားဆုံးမတိုင်းနေကြမယ်ဆိုလို့ရှိရင်နေ့စဉ်မှာပါပြတနာမှမရှိဘဲနဲ့ခြေပွားတုတ်တယ်မူကြီးဖြစ်လာမှာဖြစ်နေ့စဉ်နဲ့အမြကုသိုလ်ရတယ်နော်ဖျားချောင်းကမသွားဘဲနဲ့ကုသိုလ်ရတယ်ကဲ့ ဒါဖြင့်ဒီလိုတို့အိမ်မှာဈေးရောင်းရင်ဘလို့ကုသိုလ်ရအောင်ဆိုရှားတယ်လေဈေးဝယ်လာတဲ့လူကိုရံဖြစ်မတွက်နဲ့လာနော်ကိုစိတ်ကပါထားတော့ကောင်းတာလေးရပါစေစေတသက်တာကလည်းရပါစေဒါကကောင်းတယ်ဒါကမကောင်းဘူးဒါကဒီဈေးဟိုကသိချပြောရအောင်ပေါ့မလိမ့်လိုက်နဲ့ပေါ့ဒါအရင်ကငါးတော့ကြားတယ်ဟိုကနင်းတန်ဆက်နေအရင်ကငါးတော့ကြားတယ်မပေးနိုင်ဘူးပြောဒါတော့ရောင်းမှအဆင်ပြေပါနဲ့ ြောဖို့မလိမ်ဘူးလေအဲ့ဒါလို့ပြောလို့ရှိရင်ရှောင်းရင်ဝယ်ရင်ကုသိုလ်ဖြစ်တယ်မစ်မေတ္တာဆိုတာကုသိုလ်ပဲလေမေတ္တာဆိုတဲ့ကုသိုလ်ကိုမြတ်စွာဘုရားအကြောင်းဆောင်လှူတဲ့ကုသိုလ်တွေတောင်ကြီးတယ်လို့တကယ်အင်အားပြည့်လာပြီးကြီးတယ်လို့ပြောတာနော်အင်အားကြီးပြီးတော့ဇာအဆင့်ထိအောင်ရောက်သွားရင်ကြီးတယ်လို့ပြောတယ်အော်မေတ္တာပြောမယ်ဆိုရင်တော့မနှောကံပဲလေဘာဝနာဖြစ်တာ တိဒါနသီလဘာဝနာဆိုရင်မေတ္တာဘာဝနာအစဉ်တိုင်းပြောလိုက်မယ်ဆိုရင်လှူတာကဒါနဆောက်တည်ပြီးကျင့်သုံးတာကသီလကိုယ်တဏမှာဒီစိတ်အားတွေကိုတိုးပွားအောင်လုပ်တာဘာဝနာလို့ဆိုမေတ္တာဘာဝနာတည်းမှာပါတယ်အဲ့သူကပို့ပြီးတော့အစဉ်မြင့်တယ်လို့သူတို့ပြောတာအဲ့တော့အိနေရင်လည်းကုသိုလ်ရပါတယ်အလုံးလို့ရင်လည်းကုသိုလ်ရပါတယ်ခုနပြောတဲ့အတိုင်းကိုကျင့်တရားမပြည့်စီးပွားရှာမယ်ဆိုရင်ကုသိုလ်ရနေမှာပဲ စိတ်ချနတ်ပြည်လောက်ကတော့အလွဲလေးနော်ဒီတိုင်းနေသွားလို့ရှင်ကုသိုလ်ရသွားပြီကိုမဘာမှချိုးပေါက်တာမရှိဘူးမချိုးပေါက်ဘူးငါဘာတီလာဆောက်တည်ထားလိုက်တယ်တမတာနာစေရနာဆောက်တည်ထားတဲ့ကုသိုလ်လို့ခေါ်တယ်ဆောက်တည်လိုက်ရင်ရတဲ့ကုသိုလ်ကတမတာနာစေရနာကုသိုလ်အေးဆောက်တည်ထားတဲ့အချိန်ကကုသိုလ်တစ်ခု ။တရဝလေးတွေကိုတတ်ဖို့ကြုံလာလို့မတတ်ဖက်နဲ့ရှောင်းလိုက်ရင်ဝိရတိ။အနန္တိဗတာကရှောင်းလိုက်တယ်ဆို။အဲ့ဒါကြောင့်ဝိရတိသီလဖြစ်တယ်။ခုနတုန်းကသောတိတုန်းကစေရနာသီလ။နော်။ရှောင်းကြိုင်းတဲ့အချိန်မှာသောက်တည်သည်ဖြစ်စေမသောက်တည်သည်ဖြစ်စေဟဲ့တနာပါရမလုပ်ပါနဲ့ဆိုဟောဝိရတိဖြစ်သွားသူများပစ္စည်းလေးတွေ့တယ်တွေ့တယ်မယူဘူးရှောင်းလိုက်တဲ့ပိုင်ရှင်ကိုပြန်ပေးတယ်ဒါဝိရတိသိလား အယက်သေးစားတောက်စားဖို့ကြုံလာတယ်မတော်ဘူးရှောင်းလိုက်တယ်ဝိရတိတည်လာနော်ရှောင်းခြင်းနော်အာရတိဝိရတိပါပါမိစ္ဆပါဏာစတန်မောဆိုရယ်မင်္ဂလာတုတ်ထဲမှာလို့ရှောင်းခြင်းမှုရှောင်းခြင်းတဲ့အချိန်မှာဒီတည်လာဖြစ်တာအဲ့ဒါကဆောက်တည်တဲ့တည်လာမဟုတ်ဘူးရှောင်းခြင်းတဲ့တည်လာနော်ရှောင်းခြင်းဘုရားရေးချီတယ်ပေါ့အဲ့ဒီလိုလက်တွေ့လေးကျင့်သုံးထားလိုက်လို့ရှင် နောင်ဘဝကိုမစင်းစားနဲ့အောင်ကောင်းရာကိုရောက်မှသိချတယ်။နော်။မြေကြီးလက်ခတ်မလွဲဒီပုံစံနဲ့ပဲစိတ်ချမ်းသာတာလားကိုချမ်းချမ်းသာတာစိတ်ကောင်းနှလုံးကောင်းမွေးပြီးတော့နေဒီနောင်ဘဝဟာထိတဲ့အစင်းမြင့်တဲ့ဘဝရောက်လာမှာပဲ။ဒါကမြတ်စွာဘုရားရဲ့အဆုံးပါ။ဒီလောက်နဲ့ဒီရောတို့မကျေနပ်ဘူး။နိဗ္ဗာန်ရချင်တယ်ဆိုရင်တော့တုတ်တက်ပြီးတော့ကျင့်ရမယ်ပဲ။ဟုတ်လား။နော်။တုတ်တက်ပြီးတော့ကျင့်ရမယ်။ အဲ့ဒါလို့တိုးတက်ခြင်းအကျင့်ကျင့်အားဖြင့်လေနိဗ္ဗာန်ချမ်းသာတရားရောက်ရှိသွားတော့ကုသိုလ်ကောင်းမှုဆိုဒီမှာ နေ့စဉ်နဲ့အမြပြုဖို့အဖို့ရည်ချီတယ်ကောတခါတရံဒီလိုလှူတာတန်းတမ်းမျိုးကယမယံခါမှလုံနိုင်တာလေအဲ့တော့နေ့စဉ်ကုသိုလ်ရအောင်စိတ်ထဲမှာနှလုံးသွင်းပြီးတော့မြတ်တရားပွားများအထုတ်ပြီးတော့နေရဒါမြတ်ဗုဒ္ဓရဲ့ဆုံးမပဲဖြစ်ဒီကနေ့အတီးတီးကုသိုလ်ရှင်တွေဟာ ကုသကောင်းမှုတစ်ခုပြုလုပ်လိုက်ကြပြီမြတ်စွာဘုရားကိုယ်တိုင်ကဧဝံသတေနမစ္ဆေနကတ္တပံကုသလံမဟုဘဝမှာမွေးဖွားလာလို့ရှိရင်ကုသတော်လုပ်ပါလုပ်ပြအောင်လုပ်ပါဘာကြောင့်တိုက်တွန်းရတယ်လဲလို့ဆိုရင်နော်ဒုက္ခတေတံအဓိဝဆနံယတိတံပုံညာနိကုသိုလ်ကောင်းမှုဆိုတာလူတွေလူချင်းနဲ့ချမ်းသာပါပဲဒီကုသိုလ်ကမှပေးနိုင်ပါတယ်တို့ဒါကိုယုံကြည်လက်ခံပြီးတော့ကုသိုလ်လုပ်တာဟာ ို့လိုချင်တဲ့ချမ်းသာဒုက္ခတွေကိုပေးနိုင်တဲ့အကြောင်းတရားကိုတို့ဖန်နေခြင်းဖြစ်တယ်။ဒါကြောင့်မို့တို့တွေဒီနေရာစာပြီးနေစင်နေမြတ်ကိုယ်စိတ်ကိုဆုံးမပြုပြင်ပြီးတော့တတိတံစေညာရှင်လေးကုသိုလ်တရားပွားများအောင်ကြိုးစားအထောက်ကြမယ်လို့ကိုစီကိုစီတတိကြီးစွာထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း